ဲနဖီရေမန်ချက်စတာနဲ့တယောက်သိတဲ့တပွဲထဲမှာနှစ်ခုသွင်းဘူးလားဗျမဟုတ်ဘူးဗျကျွန်တော်ကတပတ်ပြီးတပတ်ဇလိုက်ဒါမှမဟုတ်ရှင်တပွဲချပြီးတော့တကိုးစီသွင်းခဲ့ဘူးလားအဲ့ဒါလေးထည့်အတွက်လို့ရမလားကဲကဲအမ်ဘုံနဲ့ကိုညာမန်ချက်စတာနဲ့ရဲ့ဇာမတွေနဲ့တူနေပြီလားဗျဘော်ရာရီနဲ့ညဘောလုံးမဲအတူကြည့်နေနဲ့အချိန်နဲ့တပြင်းညီရင်ခုန်စွာနဲ့ဘောလုံးမဲတွေစော့ကစားနေတယ်ဆိုတော့ဝိုင်းရင်ဇာမကြီးအင်ဒီစတာနဲ့လက်တွဲထားတဲ့အမဲပဲရှိပါတယ် ကျွန်တော်ရဲ့ promo code the ones ကိုအသုံးပြုပြီးတော့လဲလေးသိန်းခွဲအထိ bonus ယူလို့ရပါတယ်ကျွန်တော် comment လေးမှာ link လေးချပေးထားပါတယ်အဟုတ်တယ်ကျွန်တော်ထင်တယ်အဘူနဲ့ကိုညာတို့ရဲ့ပြောင်းရွှေ့တွေကအရင် premier league မှာဇာဘူးတယ်ဆိုတဲ့အချက်ကြောင့်နောက်ပြီးတော့ပိုပြီးမြင့်တဲ့အဆင့်တစ်ခုမှာသူတို့ကိုသူတို့တတ်သိပြသခြင်းနဲ့ဆောင်လောက်မှုမျိုးတွေရှိနေတဲ့အတွက်တကယ်ကိုစွန့်စားဖို့တိတ်မရှိတဲ့ခေါ်ယူမှုတွေလို့ဆိုရမှာပေါ့ဗျာအဲဒီခေါ်ယူမှုတွေနဲ့ပတ်သက်ပြီးစိတ်အေးစေတဲ့အချက်တွေများကြီးရှိပါလိမ့်အခု အမူနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုကြည့်လိုက်တဲ့အခါသူကဒီအသင်းနဲ့တကယ်ကိုအသင့်တော်ကန့်ညီတယ်ဗျစားလောင်းနဲ့ဂိုးတွေသွင်းခြင်းစိတ်ကိုပြင်းပြနေတဲ့ဆိုတော့ကိုမြင်ရတယ်ပရမ၄ဝဲ၅ဝဲတုန်းကတော့သူရောကိုညာပါအသိပ်ပြီးအဆင်မပြေသေးဘူးပေါ့ဗျာသူတို့နေရာယူနိုင်ကြပေမဲ့ဘောလုံးကိုအများနဲ့တောင်းနေဒါပဲလည်းပဲခွင့်ရည်တွေကိုအသုံးချနိုင်ကြတာမျိုးတော့မဟုတ်ခဲ့ဘူးဗျာဒါပဲကျွန်တော်ထင်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းမှာအခုတည်ဆောက်စရာထေကန်အုံးမြေကြီးတစ်ခုရလာတယ်တကယ်လို့သားကြီးနှစ်ယောက်သားရှေ့တန်းမှာတွဲကစားပြီးတော့နေရာယူနိုင်မယ် အသင်းထဲကဂျန်နဲ့ရှေ့ရောက်၉ရောက်တော့ကသူတို့အတွက်အမားကန်အုံးမြစ်ဖြစ်ပြီးပြီးတော့ကလင်းရှိတွေလည်းပိုရောက်အောင်ခန်းစစ်ကောင်းကောင်းစားနိုင်မယ်ဆိုရင်အဲ့ဒီရှေ့တဲ့နှစ်ယောက်ကဒီကလပ်အတွက်ဘောလုံးပွဲတွေအများကြီးကိုနိုင်ရအောင်ကိုကစားပေးနိုင်ပါလိမ့်မယ်ဗျာဟုတ်တယ်ဗျာဂရီယာရူဘီယမ်မိုနီရဲ့လက်ထက်မှာကျွန်တော်တို့ရှောင်းလဲနေရတဲ့နေမြေတစ်ခုပေါ့ဗျာဂရီယာဒီနိုင်ပွဲကရောအရေးပါတဲ့ပွဲတစ်ခုကိုရှိနေပြီလားဗျာသုံးပွဲစရနိုင်ပွဲဆိုတော့လေဗျာအာကျွန်တော်တို့ထင်တာပဲဒါကသူ့ရဲ့အလုံးမှာအကောင်းဆုံးဖြစ်ခဲ့တဲ့ရဲတရဘတ်တစ်ခုလို့တော့ခံစားရတယ်ဗျာသူတွေးကြုံခဲ့ရတာတွေ့ တော်တို့အားလုံးလည်းအတူတူတွေ့ကြုံခံရတာတွေနဲ့ဆိုရင်တော့တကယ်တော့ကျွန်တော်တိတ်တော့အံ့ဩနေမှတော့မဟုတ်ဘူးဗျ။သူအလုံးပြောတော့မယ်ဆိုတဲ့အကြောင်းတော့ကျွန်တော်တို့ပြောခဲ့ကြသေးတယ်လေ။အော်တိုဘာလာနိုင်ငံတကာပွဲစဉ်တွေမှာတိုင်ခင်တုန်းကဆိုရင်သူဖီးယားတွေအရန်ကိုများနေပြီလို့ကျွန်တော်ကိုယ်တိုင်ကိုတွေးနေခဲ့တာပါ။အပြောင်းလဲကမကြခင်ဖြစ်လာတော့မယ်ပုံလို့တော့ခံစားခဲ့ရတယ်လေ။ဒါပေမဲ့ NFL မှာရခဲ့တဲ့နိုင်ပွဲကအခြေအနေတွေဘလို့ပြောင်းသွားနိုင်လဲဆိုတော့ကိုသက်သေပြသခဲ့ပြီးဒီနိုင်ပွဲကလည်းအရန်ကိုအရေးကြီးခဲ့ပါလေ။ ဒါပေမဲ့သူအနေနဲ့ကနေလုံးဝကိုလွတ်သေးတာတော့မဟုတ်သေးဘူးနော်စိတ်လို့ကိုလို့ပြောရွှင်ရမယ့်အချိန်လည်းမဟုတ်သေးဘူးဗျဒါပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းကအခုသူတို့ဖြစ်တဲ့လေလို့ထင်တဲ့နေရာမျိုးကိုပြန်ရောက်နေပြီလို့ကျွန်တော်ထင်ပါတယ်ဂျန်နယ်အသင်းတွေကစားပြီးသွားရင်တော့သူတို့အဆင့်နည်းနည်းလေးပြန်ကျသွားပြီး6နေရာ9နေရာလောက်မှအဆုံးသတ်နိုင်တယ်ဒါပေမဲ့အဲဒါကပဲလူတိုင်းကသူတို့ရှိနေလိမ့်မယ်လို့ထင်တဲ့နေရာလို့ကျွန်တော်ယူဆပါတယ်ဒါကြောင့်မို့ဒီဘက်ကနေပြအတွက်ရောကလန်အတွက်ပါအရန်ကိုရေးကြီးတဲ့ရဲသားတစ်ပါးတခုဖြစ်ခဲ့ပါတယ်ဘွဲပြီးမအောင်ပဲခံကြတဲ့ပုံကိုကြည့်ရင် ငါတို့ဒါကိုတကယ်ကိုလိုအပ်ခဲ့တာဆိုတဲ့စိတ်သက်သာရမှုထက်နည်းနည်းလေးပိုတဲ့ခံစားချက်မျိုးကိုခင်ဗျားတို့လည်းမြင်တွေ့နိုင်လိမ့်မယ်လို့ထင်ပါတယ်။ Gary ရဲ့ဒီနောက်ဆုံး၃ဝဲကအခြေစွမ်းနေမှာကျွန်တော်တို့ကိုအထင်ကြီးစေတဲ့အချက်တစ်ခုကတော့သူတို့ပြသခဲ့တဲ့အသေးနှလုံးနဲ့စမ်းတာပြင်းပြမှုတွေပဲဗျ။ပရိသတ်တွေကပါအခုဆိုရင်အားပေးထောက်ခံလို့ရနိုင်မယ့်အသင်းမျိုးပုံစံမျိုးဖြစ်လာသလိုပဲနော်။ဟုတ်တယ်ဗျတခုရှိတာကလုံးနဲ့ရဲတဲ့ဘက်အနေငယ်တုန်းကလည်းဇာမောက်တွေကရူဘီယမ်မိုရီရဲ့ကစားကွက်စနစ်အပေါ်မှာတိတ်ပြီးမယုံကြည်တော့ဘူးလားလို့ကျွန်တော်နည်းနည်းလေးစိုးရိမ်ခဲ့မိတယ်ဗျ။ ဆော့ဝဲဒီမနန်တော့တဲ့အခါအဲ့ဒါကိုစပြီးတော့မေးခွန်းထုတ်လာတာပဲကျွန်တော်ပါဝင်အားလုံးပြောဆိုနေရတဲ့အတန်ကိုနားထောင်လာတာမျိုးပေါ့ဗျာဒါပဲကလန်အတွင်းနဲ့နီဒဝိုင်ကလူနေတဲ့စကားပြောရတဲ့အခါမှာလုံးဝကိုတန်တရားဖြစ်စေရမရှိတဲ့အချက်တစ်ချက်ကတော့ကစားမတွေကလူသားတယောက်အနေနဲ့သူ့ကိုတကယ်ကိုကြိုက်ကြတယ်ဆိုတာဗျအဲ့ဒါကအများကြီးကိုအရေးပါတယ်ဗျဘာလို့လဲဆိုတော့စိတ်တက်ပိုင်းစွန့်ရင်ပိုင်းနဲ့သူ့အပေါ်မှာထားတဲ့ခန်းစားချက်တွေကိုကြည့်ရင်သူဟာဝလဲခန့်ရဲ့ထောက်ခံမှုကိုလုံးဝကိုမဆုံးရှုံးသေးဘူးဆိုတာတန်တရားဖြစ်စေရမရှိဘူးလို့ကျွန်တော်ထင်တယ် ဒါကြောင့်မလို့ဇာမတွေကသူ့အတွက်ဇာပေးခြင်းကြတယ်သူတို့အနိုင်ရဖို့အရန်ကိုပြင်းပြနေကြတယ်ပြည်ထောင်ပံအတွင်းမှာအဲ့ဒါတွေနည်းနည်းလေးပြန်စုစည်းလာတယ်လို့ခင်ဗျားလည်းမြင်ခဲ့ရမှာပဲဘယ်ရာသီမှာပဲဖြစ်ဖြစ်အန်ဖီမှာနိုင်ရတယ်ဆိုတာတကယ်ကိုထူးခြားတယ်ဗျဒါပေမဲ့ရိုဘင်ယာမိုနီအတွက်တော့ဘယ်သူမှမပြောလင်းထားတဲ့အချိန်မှာအန်ဖီမှာနိုင်ရတဲ့တန်းကသူတို့ကိုတီးမတဲ့စိတ်ဓာတ်တွန်းအားတစ်ခုပေးလိုက်တယ်လို့ကျွန်တော်တော့ထင်တာပဲဒါပေမဲ့နောက်တစ်ပတ် Northern Forest နဲ့ပွဲအဲဒီနောက်တစ်ပတ်တော်လင်ဟော့စပါတင်းနဲ့ဝေးကွင်းပွဲစဉ်ကိုစောင့်ကြည့်ကြရအောင်ပါဗျာ။ ဒီလထဲမှာတော့လုံဆရာတွေအများကြီးကြံရှိနေသေးုံပဲဗျဒါပေမဲ့ကျွန်တော်ခန်းစားမိတာကဒီလကအဆုံးဖြတ်ပေးမဲ့လတစ်ခုဖြစ်လာလိမ့်မယ်ဆိုတော့လဘဝုနယ်ပြည်ကလေးအပကတော့စိုးစိုးရွားရွားစတင်ခဲ့မယ်ဆိုရင်တော့အချိန်တွေကအချားလန့်ကိုရောက်သွားနိုင်ကြတာပေါ့ဗျာဒါပေမဲ့အခုတော့ခန်းစားချက်ကအရန်ကိုကြွာချသွားပြီဗျအချိန်ကတော့သူတို့ဘက်မှာနည်းနည်းလေးရှိနေသလိုစိတ်တဲ့ပိုင်းကလည်းတကယ်ကိုကောင်းနေတယ်လို့ခန်းစားရတယ်ဗျာလာဆုံးကလေးခင်ဗျားမှာမေးခွန်းနေကြံသေးလဲဗျအာကျွန်တော်ထင်တယ်တသမတ်ထင်ရှိမှုပေါ့ဗျာဒါက ချိန်ကြာကြီးအားကိုးလို့မရတဲ့အသင်းနဲ့တင်းတဲ့ကလပ်တစ်ခုကြောင့်ဖြစ်ခဲ့တာဗျ။ဒါကြောင့်နှစ်ပွဲသုံးပွဲနိုင်ယုံနဲ့အဲ့ဒီအမြင်ကပြောင်းမသွားနိုင်သေးဘူးဗျ။အဲ့ဒီယုံကြည်မှုကိုချက်ချင်းကြီးပြန်တီဆောက်လို့မရသေးဘူး။ဆိုတော့ဒါကြောင့်အဲ့ဒါကတော့ရှင်နေရောမှာတော့မဟုတ်သေးဘူးပေါ့ဗျ။ဒါပေမဲ့အဲ့ဒီမှာတစ်ခုခုတော့ဖြစ်ပြနေပြီလို့ကျွန်တော်ထင်တယ်။ကျွန်တော်ခုနကပြောခဲ့တဲ့ရှင်တန်းနှစ်ယောက်ပေါ့ဗျ။ဒါများမှာတိဆောက်စရာတခုခုရှိလာပြီ။ခေ၍နောက်တန်း9ရောက်ကိုကြင်ကြင်လစ်လစ်ထိန်းထားနိုင်မဲဆိုရင်အဲ့ဒီထဲမှာတော်တော်လေးကိုဇာနေနဲ့ခံစင်မှုတွေအသင်းနဲ့ကောင်းတဲ့ခံစင်မှုတွေရှိနေပါလေ အဲဒီနောက်တိုင်း9ရောက်တာခန်းခိုင်းမာမာနဲ့ဆက်ရှိနေမယ်ဆိုရင်ရှေးကကွင်းလယ်လူတွေရောခြေတန်းက2ရောက်ကိုသူတို့လုံးစင်အားတွေတွားလို့ခန်းလိုက်ပါအဲ့ဒါကမန်ချက်စတာတိုင်းအသင်းအတွက်အသင်းနဲ့ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်ဖို့နဲ့ထိုင်ဆောင်6တင်းနဲ့ဝင်ရောက်နိုင်ဖို့အတွက်တကယ်ကိုကောင်းတဲ့အရာတစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ရာသီဖို့နဲ့ပတ်သက်ပြီးတော့မေကွန်ထုတ်စရာတော့ရှိနေပြသူကပို့ပြီးတော့စွန်စားရတဲ့ခေါ်ယူမှုတစ်ခုဖြစ်ပြီးဘာမှမသိသေးတဲ့သူတယောက်ပါ သူကုတီအသိနဲ့ထိုင်ရနေသေးပုံမပေါ။ဒါကြောင့်သူသာပုံစံကောင်းရလာပြီးရှီတန်း၃ရောင်တန်းပုံစံမျိုးဖြစ်လာရင်တော့တိတ်ကိုကောင်းမှာပေါ့ဗျာ။ကုတီတော့သူအရင်ချင်းမှာမတက်ရက်နေတဲ့ရှီတန်း၂ရောင်တန်းပုံစံမျိုးပဲခံစားနေရတော့မယ်ဗျ။အဲဒါကလာမယ့်ရသရပတ်အနေငယ်တွင်းမှာလုံးရမယ်။အကြီးမားဆုံးသောအရာတစ်ခုလို့ကျွန်တော်တော့ထင်တာပဲ။နေပေါင်းနိုင်ပြီးရရှက်ကုနဲ့ပတ်သက်ပြီးတော့ဒါကကိုသွင်းနိုင်မှုတစ်ခုတည်းရဲ့ပြဿနာပဲလား။သူတို့ကနေရအဲ့ဒါတစ်ခုတည်းပဲလား။ဒါမှမဟုတ်ဘလုံးတီးဆောက်စားပုံ။နောက်သူချန်တဲ့၂ရောင်နဲ့တွဲဖက်စားပုံတွေရောပါနေသေးလားဗျ။ မဟုတ်ဘူးဗျဂိုးတွေထက်လည်းပိုပါလေဒါကအခြားစားမစီကနေခမမြင်တွေ့နေရတဲ့အထွက်ဘက်ဇာဘုံတွေထဲကိုသူပါဝင်လာနိုင်မှုနဲ့ဆိုင်းပါလေဘရူနိုဖရန်ဒက်စ်နဲ့မေဆန်မောက်နောက်အန်ဘူမနဲ့ကိုညာတို့နဲ့အောင်မြင်မှုတွေအောင်မြင်စွာခြေဆက်ဇာနေတာကိုခမမလည်းမြင်တွေ့ရလိမ့်မလားဂျိုင်ကိုဝါရာဒီအထွက်ဘက်ကိုအခုထိပါဝင်တာမျိုးတော့မတွေ့ရသေးဘူးဗျသူကသူတို့အချင်းချင်းဘလောက်မြန်မြန်ဆန်းဆန်းဇာနေကြလဲဆိုတဲ့အချင်းဟုန်ကိုအမိမလိုက်နိုင်သေးတာလည်းဖြစ်နေပါလေဒါကြောင့်သူရဲ့ဇာဘုံကိုအရှင်မြင့်တင်းမှုလောပါလေ အဲ့ဒါကအချိန်နဲ့အမျှရလာမှာဖြစ်ပြီးသူကအခုထိတော်တော်လေးလည်းငယ်ပါသေးတယ်ဒါပဲလည်းပဲသူအရိအစင်ကိုရောက်ဖို့တော့လိုပါလေဘာလို့လဲဆိုတော့သူကခေါင်းယူမှုကြီးတခုဖြစ်နေတော့မှာပဲပေါင်းတဲ့80ဒန်နာလီဆိုတော့သူတို့ကအချိန်နဲ့3ယောက်တန်းဖြစ်လာနိုင်ခဲ့ရင်တော့အဲ့ဒါကကြီးမားတဲ့အားသာချက်ဖြစ်လာမှာပါအခုလက်ရှိမှာတော့ကျွန်တော်အမြင်အရနောက်တစ်ယောက်ကအဲ့ဒီရှင်းမှာနေရာယူပြီးတော့မတ်တက်ရက်နေတဲ့နေရာတန်းပုံစံမျိုးပဲခံစားနေရတော့မယ်ဗျာမဲလာမရိုဘင်ထိုင်ဆုံးလေးသိန်းစင်းနဲ့ကို3မဲ့အကွာနဲ့ရောက်လာပြီပေါ့နော်အဲ့ဒီပုံမှာဘယ်လိုများခံစားရလဲဗျာ အာကန်သားကြီးကတော့တိတ်ကိုကောင်းနေပြအင်ကွေးမှာတုံးမဲ့လဲရခဲ့တယ်လေကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ထင်ပါတယ်ဘွယ်ဆုံးမဲ့မှာတော့နည်းနည်းလေးဒုက္ခရောက်ခဲ့ရတယ်ပေါ့ဗျာပရမကိုပေးလိုက်ရတဲ့ပုံစံကကျွန်တော်တို့ရဲ့အမှားနည်းနည်းလေးပါပါတယ်ဘွယ်ရဲ့အဲ့ဒီအချိန်ကကျွန်တော်တို့စတော့တာမြောက်ကိုရဖို့အတွက်နေဆက်နေတာပါတကူပေးလိုက်ရဖို့မဟုတ်ပါဒါပေမဲ့လည်းသူတို့အရာအလုံးကိုလုပ်ခဲ့ကြပါတယ်သူတို့ပြေးလွားကြတယ်ဘောလုံးကစားကြတယ်နောက်လိုအပ်တဲ့အခါမှာဘောလုံးကိုကန်ထုတ်ကြတယ်ဆိုတော့ဒါကဘွယ်ကောင်းတဲ့ဘွယ်ပါပဲခင်ဗျားတို့၃ခုကိုမရှိနေဥဆောင်နေတဲ့အချိန်ကနေ Brighton သင်းက၃ခုနှုတ်ကိုဖြစ်သွားအောင် ပြန်လိုက်လာတဲ့အခါမှာအဲ့ဒီအချိန်မှာခင်ဗျားစိတ်ထဲမှာဘလို့တွေများဖြစ်နေကြတော့မြ။ဒါတော့ဘလုံးမှာဖြစ်တဲ့သဘောသဘာဝအရာတစ်ခုပါပဲ။ခင်ဗျားဘွဲကိုထိန်းချုပ်နိုင်တယ်ပြီးတော့ကိုတို့ကိုပေးလိုက်ရတယ်။အဲ့ဒီနောက်မှာကျွန်တော်တို့နည်းနည်းလေးဒုက္ခရောက်သွားခဲ့ရတယ်။သူတို့မှာအရေးအချင်းတွေအများကြီးရှိပါလေ။ပေါ်ရုံနဲ့ဆိုရင်သူတို့မှာအရေးအသွေးတွေကအများကြီးရှိပြီးအဲ့ဒါကိုသူတို့ထိန်းချုပ်နိုင်ခဲ့ပါလေ။ဒီတော့အရင်မော်မနန်ကိုတုံးချပြီးရပွဲကိုထိန်းချုပ်သွားခဲ့တာပါ။ဒါပေမဲ့လည်းကျွန်တော်တို့ကစိုးရွားတဲ့ခိုင်းတန်းတွေကိုတုံးပြပုံပါတကယ်ကိုတိုးတက်လာနေပါလေ။ဒီကနေ့မှလည်းကျွန်တော်တို့အဲ့ဒါကိုထပ်ပြီးတော့လုံးပြနိုင်ခဲ့တယ်လို့ထင်ပါလေ။ အရိသုံးပွဲအတွင်းမှာခင်ဗျားတကယ်ကိုနှစ်သက်ခဲ့တဲ့အခိုက်အတန့်တစ်ခုမှရှိမလားဗျ။အော်ကျွန်တော်ထင်တော့တတိယဂိုးအပြီးမှာအာကစားကွင်းရဲ့စူညံတန်ကပုံမှန်တော့မဟုတ်တော့ဘူးဗျ။တာကမတူညီတဲ့အခိုက်အတန့်တစ်ခုလိုပါပဲ။အဲလိုမျိုးအတန်မျိုးဒီလိုပန်ဝင်ခြင်းမျိုးကိုကျွန်တော်ခံစားမိကြတာဒါပထမဆုံးအချိန်ပဲဗျ။ဆိုတော့အဲ့ဒါကကျွန်တော်တို့တကယ်ကိုထူးခြားကောင်းမွန်တဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါလိမ့်။ဟုတ်ပါတယ်။ကျွန်တော်တို့ကပွဲကိုပဲအာယုံဆက်နေတာပေါ့လေ။ဒါမှလည်းပဲဒီကလက်ဒီအာကစားကွင်းမှာခင်ဗျားခံစားမိနိုင်တဲ့အရာအချို့ရှိနေပါလိမ့်။ အဲ့ဒါကတကယ်ကိုထူးဆန်းခဲ့ပါလေရာလပိုင်းမှာပို့ပြီးတော့ဒီဇိုင်းမဲ့ပဲရှိလာဖို့ခမရခြားဖွေနေကြတယ်ဆိုတာကိုကျွန်တော်တို့လည်းသိပါတယ်မကြသေးခင်ကမကြစတောင်းတဲ့တရားသိမှာအဲ့ဒါမျိုးမရှိခဲ့ဘူးလေဆိုတော့အဲ့ဒီအရာကြီးကိုခမရအနေနဲ့ထိုးပြလန့်နိုင်ပြီလို့ရောခံစားလဲရတာဗျခမရအနေနဲ့ပို့ပြီးကောင်းလာတယ်လို့ခံစားရမယ်လို့ထင်ပါတယ်ကျွန်တော်တို့ဒီဘက်ကိုလာစားဖို့ရောက်လာတဲ့အချိန်မှာတော့ဒီမှာလူတိုင်းမရှိသေးခင်ကတည်းကပတ်ဝန်းကျင်အခြေအနေကစားမလေးကခွဲပြားနေတယ်လို့ကျွန်တော်ခံစားခဲ့ရပါတ ဒါကဖီးယားနေများနေတာမျိုးမဟုတ်ဘဲဒီကိုလာဖို့အတွက်ကျွန်တော်ပရိသတ်တွေရဲ့ရှေ့မှာစားဖို့ဆဲလုံရှားနေတာမျိုးဖြစ်ပြီးအဲ့ဒါကမတူညီတဲ့ခံစားချက်တခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တခါထပ်ပြောရရင်တော့အခုကဒီကနေ့ကိုပြောရွှင်ဖို့အတွက်အချိန်ပါပဲ။မနေ့ပြန်ကြတော့နောက်တစ်ပွဲအတွက်ပြင်ဆင်ရပါတော့မယ်။ဘာလို့လဲဆိုတော့ခင်ဗျားဇေယျကိုကြည့်လိုက်လို့ရှိရင်နံပါတ်တွဲမှာအရာအလုံးပြောင်းလဲသွားနိုင်ပါလိမ့်။တပတ်တွဲမှာလည်းအရာအလုံးပြောင်းလဲသွားနိုင်ပါလိမ့်။ပြီးတော့တို့ကလေးရဲ့ဒီလိုအခိုက်အတန့်မှာခံစားချက်ကောင်းတဲ့ရဖို့ကအရန်ကိုခက်ခဲ့ပါလိမ့်။ဆိုတော့ကျွန်တော်တို့မှာပြုတ်ကြသွားမှလည်းကြောက်တဲ့အစိတ်ရှိထားဖို့လိုပါလိမ့်။ အဲ့ဒီအတွက်ကျွန်တော်တို့ဒီတစ်ပတ်ကိုပြောင်းရှင်းစွာဖြတ်တန်းယူနာမှာကပဲနောက်တစ်ပတ်ကိုပြင်ဆင်ဖို့အတွက်တကယ်ကိုအပြင်းထန်ကြိုးစားရပါလိမ့်မယ်။ဆရာအဲ့ဒီပုံမှာဆက်ပြောမယ်ဆိုတော့ခင်ဗျားတို့ရောက်ရှိတဲ့နောက်ဆုံး၃ပွဲအပြီးမှာဒီ Manchester United အသင်းမှာယုံကြည်မှုအသစ်တစ်ခုရှိလာပြီလို့ခံစားရလားဗျ။ဒါတော့ဗျာခင်ဗျားဘယ်မင်းကြောင့်ကိုပဲသွားပြီးမေးမေးဘယ်ကစားခွင့်မှာပဲခံစားခံစားခင်ဗျားပွဲတွေညနေတဲ့အခါမှာခင်ဗျားပို့ပြီးတော့ယုံကြည်မှုကတော့ရှိလာမှာပဲလေ။ပြီးတော့ခင်ဗျားပို့ပြီးယုံကြည်မှုရှိလာတဲ့အခါအရာအချို့ကခင်ဗျားအလိုကြောင့်ဖြစ်လာတတ်တယ်လေ။ပြီးတဲ့ဘက်ကကျွန်တော်တို့ရခဲ့တဲ့လိုမျိုး ကံကောင်းမှုအစအနလေးတွေလည်းရတတ်ပါတယ်ဒီနေ့ကျွန်တော်တို့ဘွဲကိုအဆုံးသတ်ခဲ့တာကကျွန်တော်တို့ကိုမတူညီတဲ့ခံစားချက်တစ်ခုပေးခဲ့တဲ့ဂိုတကိုပါဆိုတော့ခမားမှာမှန်ကန်တဲ့စိတ်ဓာတ်ရှိနေတဲ့အခါအရာလုံးကခမားမျက်နှာသာပေးတဲ့ဘက်ကိုရောက်လာတတ်ပါတယ်ကျွန်တော်တို့အဲ့ဒါကိုစုပ်ကန်ထားဖို့တကယ်အပြည့်အဝစူးစမ်းဖို့ပြီးတော့အဲ့ဒါကိုနောက်ဘက်ထိတည်ဆောင်သွားဖို့လိုပါတယ်ဂိုသွင်းတဲ့သူတွေအကြောင်းလည်းထပ်ပြီးပြောရရင်တော့ဒီကနေ့လေးကိုရခဲ့ပါတယ်ဆိုတော့ဒီကနေ့ဒီလောက်ဒီကောမန်တာဆင်အန်ဒီယန်မျိုးရောက်ရှိနိုင်ခဲ့တဲ့အတွက်ရောခမားအနေနဲ့ဘလောက်ထိကျေနပ်မိပါလဲဗျာ တို့တွေမှာအရေးချင်းတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တကယ်သဘောကျတာကတို့ခန်းစည်းကစားသွားတဲ့ပုံစံပဲဗျအထူးသဖြင့်ရှင်းတဲ့၃ရောက်ပေါ့ဗျာကျွန်တော်ထင်တာကကိုညာကခန်းစည်းပိုင်းမှာအလုပ်ကောင်းကောင်းလုပ်သွားခဲ့ပြီးတော့မှပွဲတော့ကနေလုံးဝကိုကွဲပြားသွားပါတယ် Ryan ကလည်း walking machine ပဲဗျဆိုတော့ ban ဆိုတဲ့အချိန်နဲ့ကျွန်တော်တို့ဘလုံးကိုကန်လိုက်တဲ့ ban ကလေးနေရာမှာရှိနေကြတယ်အဲ့ဒါတွေကလည်းအသေးစိတ်အချက်လက်ဒီတေးတွေပေါ့ဗျာဆိုတော့ကျွန်တော်တို့မှာကမာမောကရေချင်းအားလုံးရှိနေပါတယ်ဒါပေမဲ့ဒီလေးမှာကျွန်တော်တို့မတက်ခိုက်ဘူးဆိုရင်ခင်ဗျားမှာဘာအခွင့်ရေးမှမရှိဘူးဗျာဆိုတော့ ကျွန်တော်တိုက်ခတ်မယ်ဆိုရင်ကျွန်တော်အစားအမတွေထဲမှာပွဲတွေကိုအဆုံးအဖြတ်ပေးနိုင်တဲ့အရေးအချင်းတွေရှိပါလေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပိတ်တယ်မယ်လို့ကိုစိတ်နှပြချမ်းမောင်ချမ်းသာကြပါစေခင်ဗျာ